ပင်လယ်ရေအောက်က Wi-Fi ကျိုးကငမန်းတွေကြောင်းပျက်စီးတယ်ဆိုတာတကယ်လားဒီရဲ့ပိုင် Facebook သုံးရတာ video call တွေပြောရတာအဆင်မပြေလိုက်တာနော်အင်တာနက်လိုင်းကအတော်လေးကိုမှနှိတ်ကွေးပြီးတော့စိတ်ညစ်နေရတဲ့အချိန်မှာဒီလိုအချိန်နဲ့တိုက်ဆိုင်ပြီးတော့လူများကြားမှာပြောနေကြတဲ့သတင်းတခုဒါမှမဟုတ်ကောလာဟာလာတခုကတော့ပင်လယ်အောက်ကအင်တာနက်ကျိုးကိုငမန်းကိုက်သွားလို့ဆိုတဲ့အကြောင်းပါပဲဒီ video မှာတော့တကယ်ပဲဒီလိုဖြစ်နိုင်သလားငမန်းနေရာကျမတို့ရဲ့အင်တာနက်ကိုတကယ်ပဲဖြတ်တောက်လိုက်တာလား တကယ်လို့ပြတ်သွားခဲ့ရင်ပင်လယ်ကျမ်းမြောက်ကဒီကျိုးတွေကိုဘယ်လိုပြန်ပြင်လဲဆိုတာကိုပြောသွားမှာပါလူတော်များကအင်တာနက်ဒေတာတွေသူတို့သုံးနေတဲ့ line တွေကိုမိုးဘော်ကကြိုးတူစက်တလိုက်တွေကနေပြီးတော့ထုတ်လင်းပေးနေရလို့ထင်ကြပါရယ်တကယ်တော့အဲ့ဒါကအနေစုပါလူတွေနေ့စဉ်သုံးဆွဲနေတဲ့အင်တာနက်ဒေတာတွေရဲ့69ရာခိုင်နှုန်းလောကမိုင်းထောင်ကြီးရှိတဲ့လူလက်မောင်းလုံးလောက်ကျူတဲ့ fiber optic cable ကြိုးကြီးတွေကနေလာတာပါအဲ့ကြိုးကြီးတွေကိုပင်လယ်သမုဒ္ဒရာကျမ်းမြေအောင်မှာဖြန့်ကျက်ထားတာဖြစ်ပါရယ် ဒီကျိုးတွေကပဲတိုက်စီးတိုင်းနဲ့တိုင်းတနိုင်ငံနဲ့တနိုင်ငံဥပမာမြန်မာကနေစင်ကာပူမလေးရှားကိုချိတ်ဆက်ပေးထားတဲ့အင်တာနက်ရဲ့အဓိကသွေးကြောကြီးတွေပါကဲအဓိကမိကွန်လာပါပြီငမန်းတွေကဒီကျိုးတွေကိုကြိုက်သလားစိတ်ဝင်စားစရာကောင်းတာကအရှင်းဆုံးကတော့ဟုတ်ပါတယ်လွန်ခဲ့တဲ့နှစ်20 30လောက်ကကေဘယ်ကျိုးတွေဟာနီးပညာသိမ်းမြင့်သေးတဲ့ကကျိုးတွေကထုတ်လွှတ်တဲ့တရက်စစ်တန်လိုင်းလိုင်းတွေကိုငမန်းတွေကသူတို့ရဲ့သားကောင်လို့ထင်မှပြီးတော့လိုက်ကြိုက်တဲ့ဖြစ်စဉ်တွေဘီယိုမက်တန်တွေရှိခဲ့ပေါ်ပါတယ် ဒါပေမဲ့2009ခုနှစ်နောက်ပိုင်းမှာတော့ဒီလိုဖြစ်စဉ်တွေဟာမရှိသလောက်ရှားသွားပါပြီ။ဘာလို့လဲဆိုတော့နောက်ပိုင်းထုတ်တဲ့ကေဘယ်ဂျိုးရီရဲ့အပေါ်ရန်လွှာတွေဟာအလွန်အမင်းထူတဲ့ပြီးတော့မာကျုံးအောင်ထက်တဲ့ကာဝေးထားတဲ့အတွက်ငမန်းတွေအလွယ်တကူကိုက်ပြတ်ဖို့မဖြစ်နိုင်တော့ပါဘူး။ဒါဆိုရင်ခုလိုပျက်စီးမှုတွေရဲ့အဓိကတရားခံဟာဘာလို့လဲ။အဓိကကတော့သင်းမောကြီးတွေရဲ့ကြောက်စုတွေပါ။ပင်လေကျမ်းပြင်ကိုဆွဲတဲ့အခါကေဘယ်ဂျိုးတွေကိုချိန်မိပြီးပျက်စီးအောင်တံခါးတွေရဲ့ပိုက်ကွန်တွေနဲ့ညီပြီးပျက်စီးတာတွေကအဖြစ်များဆုံးပါ။ ရှီယောင်းငလင်လောက်တာပင်လယ်ကျမ်းပြင်မြေပြိုတာရှားသည့်ဥဒုစိုးရာတွေကြောင့်လည်းပျက်စီးနိုင်ပါ रे ဒါကြောင့်အခုမြန်မာနိုင်ငံမှာလည်းမကောင်းတာငမန်းကြောင့်ဖြစ်ဖို့တွေတင်မောကြောင့်ဆိုတာမှမဟုတ်တခြားသဘာဝဘေးတစ်ခုခုဖြစ်ဖို့ကပိုဖြစ်နိုင်ခြင်းများပါ रे ရှီယောင်းမိုင်းပေါင်းများစွာမှာပြက်သွားတဲ့နေရာတိကျကိုသူတို့ဘလို့သိမလဲလူကိုယ်တိုင်ချင်းကိုပြီးတော့လိုက်ရှာတာတော့မဟုတ်ပါဘူးသူတို့သုံးတဲ့နည်းပညာကို OTDR Optical Time Domain Wavelength Geometry လို့ခေါ်ပါ रे ရှင်းရှင်းလေးပြောရရင်နော် fiber optic ကြိုးတဲ့ကိုအလင်းရောင်တစ်ခုကိုအချိန်ပြည့်ပြည့်နဲ့လွှတ်လိုက်ပါရင်အဲ့ဒီလင်းထဲက cable ကြိုးပြတ်သွားတဲ့နေရာကိုရောက်တဲ့အခါအလင်းကအဲ့နေရာကနေ ပြန်ကန်ထွက်လာ reflection echo ပါပါရင်အဲ့ပြန်လာရင်အလင်းတန်းရဲ့ချိန်ကိုတိုင်းတာပြီးဘယ်နေရာဘယ်ကီလိုမီတာမှာကြိုးပြတ်နေတယ်ဆိုတာကိုမီတာပိုင်းလောက်တည်းအတိအကျထုတ်လွှင့်နိုင်ပါရင်ဒါပြင် cable ကြိုးတစ်ချောင်းမှာချက်ပြ signal တွေအားကောင်းအောင်လုပ်ပေးတဲ့ repeater ဆိုတဲ့ဆက်လေးတွေရှိပါရင် repeater ကနေစပြီးတော့ signal ပြောက်သွားလေဆိုတာကိုကြည့်ပြီးတော့လေ ချစ်တဲ့နေရာကိုခံမနိုင်ပါရင်နေရာသိပြီဆိုရင်တော့ပြင်မို့တွေတည်တဲ့တိဆောက်ထားတဲ့ကေဘယ်ပြပင်ရေးတင်မောတွေလာရပါတယ်။ဒီတင်မောတွေကကဘာပေါ်မှာအစည်းရေနေနေပဲရှိပြီးတော့အကုန်ကြများပါတယ်။ရှေးတင်ရင်ရေသိမ့်မနေတဲ့နေရာဆိုရင်ဥပမာကမ်းခြေနားထူးလေးကျင်ထားတဲ့ရေကုန်သမားတွေကဆင်းပြီးတော့ပြင်ဆင်ကြပါတယ်။ကီလိုမီတာနဲ့ချီတဲ့နေရာတွေမှာတော့လူမဆင်းနိုင်တော့ပါဘူး။အဲက ROV Remotely Operated Vehicle ကိုရေရှိအောင်စက်ရုပ်ဒုံးကြီးတွေကိုတင်မောဘော်ကနေထိန်းချုပ်ပြီးတော့ရေအောက်ကိုလွှတ်ရပါတယ်။ ။ SAO ကပြန်နေတဲ့ကျိုးစားလက်စားကိုရှာပြီးရေပေါ်သင်းမိုးစီကိုပြန်ဆွဲတင်လာတာ။ဒါမှမဟုတ်ရေအောက်မှာတင်ပြန်ဆက်တာတွေလုပ်ရပါတယ်။သင်းမိုးဘဝနီးပညာရှင်တွေကစံချိန်မြင်လောက်ပဲသေးတဲ့ fiber ကြိုးတွေကိုတချောင်းချင်းပြန်ဆက်ရတာပါ။ဒါကရန်လက်ဝင်ပြီးတော့ရှုပ်ထွေးတဲ့လုပ်ပါ။ရာသီဥတုကောင်းရင်ရန်နေငယ်နဲ့ပြေးပေမဲ့ပင်နေပြေမှာမုန်တိုင်းရှိနေရင်ဒါမှမဟုတ်ပြက်စီးမှုကြီးမှရင်လပိုင်းလောက်ကြီးကြတတ်ပါတယ်။နောက်ဆုံးတစ်ခုကတော့ cable ကြိုးတစ်ချောင်းပြတိုင်းမှာနိုင်ငံတကာနိုင်ငံလုံးအင်တာနက်လုံးဝပြတ်တောက်သွားတာမျိုးတော့မဟုတ်ပါဘူး။နိုင်ငံတွေတယ်လီကုန်းကုမ္ပဏီတွေ ကေးပဲကျိုးတကျိုးတဲ့ကိုပဲအားကိုးတာမဟုတ်ပါဘူး။လမ်းကြောင်းတွေအများကြီးခွဲထွက်သွားပါပြီ။ဒီလိုပြင်ဆင်စည်းကိုတော့အဲ့ဒီကေးပဲကျိုးကိုပိုင်ဆိုင်တဲ့ကုမ္ပဏီတွေဖွဲ့စည်းတွေကပဲကြားခင်ရတာဖြစ်ပါပြီ။ကေပရိသတ်ကြီးတို့ရောခုလိုလိုင်းကြတိုင်းမြန်မာတွေကိုပဲရှင်ပြင်းမိမိတက်ကြလား။ကွန်မန့်မှာကွန်မြန်လေးတွေကိုပြောခဲ့ပေးပါဦးရှင်။